။ဦးဇင်းတို့မြန်မာစကားရှိတယ်လေ။မိုးရွာတော့ရေခမ်းတဲ့။မိုးမရွာတဲ့ချိန်မှာရေသွားခိုင်းဘယ်ရရရ။မိုးရွာတော့ထွန်ချပါတဲ့မိုးရွာဒီမိုးရွာတော့ထွန်ချပြီးတော့ထွန်ရထားမှာစပါးဆိုင်လို့ရ။မိုးလုံးမှာစိတ်ကူပပြီးတော့ထွန်ချဟမ်မိုးလုံးမှာသူများစိုက်ပြီးပြီးတော့ရိတ်သိမ်းပြီးမှခါတဲ့မိုးလုံးမှာစိတ်ကူပပြီးထွန်ချလို့တော့ဘယ်စပါးမှာရမှာမဟုတ်ဘူးနော်။အဲ့ဒီလိုမျိုးပေါ့နော်အချင်းရှိတော့မှာ သူများလောက်တဲ့အချိန်မှာလောက်မှာသူများအောင်မြင်တဲ့အချိန်ကျရင်ကိုလည်းအောင်မြင်မှာပေါ့သူများစူးစမ်းတဲ့အချိန်စူးစမ်းမှကိုလည်းပဲသူများတန်းတူသူများနေတူသူများထက်မသားရင်တော့သူများနေတူအောင်မြင်မှုကိုရမှာပေါ့ဦးဇင်းတို့ဟောတော့ကဒိတာဘာမောကဆရာကြီးတယောက်မှာလက်ဘက်လူလင်900ရှိတယ်အဲဒီဘက်လူလင်900ကို ဆရာကြီးကတော့တဲ့မှာထင်းခွေသွားဖို့လွတ်လိုက်တာထင်းခွေသွားဖို့သူတို့အတွက်မနှက်စာချက်ရပြုတ်အောင်ထင်းခွေလွတ်လိုက်တော့တရတဲ့ဘယ်ရတော့တဲ့ဝင်ပြီးထင်းကြောင်လေးတွေရှာလိုက်ပြီးတော့ထင်းခွေအဲအဲ့ဒါလူပြင်းတယောက်ကတော့သူကရှာဦးဗျာသေရွက်တွေကျွေးနေရေခရက်ပင်ကြီးအောက်မှာသူကအမလေးအေးစိစိန်နဲ့အဲ့နမေးတရင်တို့မှာထရှာမယ်ဆိုတာမျိုး သူများရှာတဲ့အချိန်တော့အတူမရှာနော် is it အဲ့ဒါပြန်ပြီးအကုန်လုံးသူများတွေကထင်းနေခွေးပြီးပြီးထန်းထင်းစည်းလေးတွေထန်းထန်းပြီးတော့ကဲပြန်မယ်ပြန်တော်တဲ့ပြန်ထွက်လာဟာဒီကောင်ကတော့ကွာဒီမှာအိတ်နေတယ်ငါတို့နှိုးတော်မှာ6နှစ်ကံပြီးနှိုးတယ်အကောင်ထားထားထားအားတို့ပြန်တော့မလို့ထင်းစည်းသေးရပြဟာဟာငါထင်းတစ်ထောင်မြောက်တည်းတည်းဆရာကြီးစုခန်းကတော့မှာပဲဆိုပြီးသူက သူများထင်းချုပ်ပြီးပြန်မယ်လို့မှသူအရေကရက်ပင်ပြတ်ပြီးပြပါတယ်လဲအဲ့ချင်မူရူနဲ့တက်ပြီးတော့ချိုးတာချိုးတော့အဲ့ရေကရက်သားသိရွက်တွေကျွေးနေတာဟိုသူအဲ့ချင်မူရူနဲ့ကြည့်လို့တကယ်ကခိုင်းချောက်မှာမဟုတ်ပဲနဲ့အမှန်အစိုးတွေပဲအဲ့ဒါလေအဲ့ဒါချိုးတာတော့ချိုးတော့အဲ့ရေကရက်ခိုင်းကသူ့မျက်လုံးကိုလာပြီးခိုင်းမိတာမျက်စိတစ်ဖက်ကန်းသွားတယ်အဲ့ဒါစဉ်းစားကြည့် သူများလောက်တဲ့အချိန်တုန်းကမလောက်ဘူးသူများတွေပြီးပြီလောက်ကင်ပြီးပြီဆိုမှအခါတည်းပြပြတလဲဈေးကြီးတုတ်ပြလောက်တော့ကိုလောက်တဲ့ကိစ္စလည်းပဲပြီးမြအောင်မြင်မှုမရှိသလားကို့အတွက်လည်းပဲအကျိုးမဲ့ဒုက္ခဖြစ်ရတာဒါတင်းတဲ့ကလုံငယ်တဲ့တယ်တရိထားစရာမဟုတ်နော်သူများအောင်မြင်တဲ့အချိန်သူများအောင်မြင်ဖို့ရစူးစမ်းနေတဲ့အချိန်တော့မစူးစမ်းပဲနဲ့သူများကအောင်မြင်ပြီဆိုမှ အောင်မြင်မှုကို ဖြတ်လန်းကနေသွားခြင်းနဲ့ဖြတ်လန်းကတဲ့ license နဲ့ဂျာဇုံမှုမကင်းတဲ့အကိစ္စတွေနဲ့ဖြတ်လန်းက license နဲ့လုံခဲ့တယ်အဲ့ဒါဘေးဖြစ်တတ်တယ်နော်ဒီចောင်းသားလေးကိုကြည့်လေသူများထင်းစားတော့မရှာဘူးသူကအဲ့အော်သူများထင်းစားလေးဒစီဒစီကိုအတွက်ကိုတာလေးတွေရပြီပြန်တော့မယ်ဆိုမှသူကဖြတ်လန်းကနေအလွယ်တကူနီးရာတက်ပင်ပေါ်တက်ချိုးတာအဲ့ချင်မှုတို့နဲ့အဲ့ဒါ တက်ချိုးတာမျက်လုံးခိုင်းမိသွားတာเนาะအဲ့ဒါမျက်လုံးတစ်ဖက်ကန့်သွားအောင်အဲ့ဒါဘေးတွေ့ဘေးဖြစ်တော့ဒါလောက်နဲ့သူကိစ္စကမပြီးဘူးအဲ့ဒါသူတို့စာတင်တဲ့ကြောင်းပြန်ရောက်တော့ဆရာကြီးကသူတစ်ဖက်တွေကိုပြောတယ်အေးငါတစ်ဖက်တွေမင်းတို့ထင်းတွေကိုအပေါ်ကပုံထားလိုက်ကြပုံထားပြီးတော့မနေ့ကျလို့ရှင်ငါပြောမယ်မင်းတို့โอ้ตะบัดยัวตะยาวตั้วပြီးတော့မင်းတို့ပုံနာတွေကွာမင်္ဂလာရုပ်ပွဲဖတ်ပွဲရှိတယ်အဲ့ဒါမင်းတို့သွားကြသွားပြီးတော့ငါဝေစုလည်းယူခဲ့ကြ ဒါမှမဟုတ်နာခကြီးကနည်းနည်းဝေးတော့တရားနဲ့ဇာကူလေးတောက်ပြီးမှသွားကြဆရာကြီးကမှားထားအဲ့မှာအလုသမားချက်တက်ပြုတ်တော့ကောင်းမလေးတယောက်ငားထားတယ်ပေါ့အဲ့မျိုးသမီးကိုမနဲ့စောစောဇာကူတောက်ဖို့ရမှားထားတာဇာကူကြိုးစောစောထားတယ်မှားထားတဲ့ကအမျိုးသမီးတွေကအိုးတမနာခင်တော့ဇာကူကြတာဇာကူကမနဲ့ဘူးမီးတောင်မတောက်ဘူးပြည်အဲ့ပါလဲဆိုတော့ပြဿနာက H မူရုနဲ့ခဏက ခဲချိုးတဲ့သူကသူကသူများတွေကနောက်ဆုံးကနေလာပြီသူများတွေပုံမိတာထင်းပုံပေါ်အပေါ်ဆုံးကနေသူ့ရဲ့ထင်းစည်းကိုသူပုံလိုက်တယ်အဲ့ဒီရာကိုကြိုတဲ့အမျိုးသမီးအဲ့ဒီထင်းစည်းပုံမှာသူကယူပြီးတော့မိဆက်ရဲ့နေတာရေကရတာအသားအဆူတွေဆိုတော့မိရဘလို့တောက်မှလည်းမတောက်ဘူးเนาะမိကိုတွေပဲလုံးအာတမနာခင်းလို့မိထုတ်တာမိမတောက်တော့အဲ့ဒါရာကိုလည်းမမတောက်ဟာမတောက်ရာကိုစောင့်နေရင်လည်းသွားမှခကြီးလည်းမသွားဖြစ်တော့တော့အဲ့ဒါ ဝင်လည်းပြတ်သွားတယ်ပေါ့နော်ရမဲ့ဝေစုလက်လာပါလည်းမရတော့အဲငါတပည့်တွေမင်းတို့ဘာလို့မသွားဖြစ်တာလဲဆိုတော့ဒီလိုဒီလိုပဲဆရာကြီးဒီလိုဖြစ်လို့ဩအေးသူများစူးစမ်းတဲ့အချိန်တုန်းကမစူးစမ်းလို့ချင်းအဲ့ဒါကိုယ့်ရဲ့လုပ်ငန်းကိစ္စလည်းမအောင်မြင်နိုင်သလိုဘေးဒုက္ခပြုပြီးစိုးရင်ပူပန်မှုလည်းဖြစ်ရတယ်ကိုယ်ဘဝကျင်ကလူတွေကိုလည်းပဲအနှောက်အယှက်ဖြစ်စေတယ်လို့အဲဒီမှာဆုံးမဩဝါဒပေး ဒီနေ့ခေလုံရဲ့အဲ့ဒါတရိထားသူများကြိုးစားရခြင်းတော့တခါတဆက်လို့လိုက်ပြောပါယမေသူများရဲ့အောင်မြင်မှုစမအောင်မြင်မှုကိုဖြတ်လန်းကလိုက်တယ်လိုက်တဲ့အခါကျတော့ဘယ်ကိုယ်တိုင်းလည်းပဲဘေးဒုက္ခဖြစ်တယ်လို့အောင်မြင်မှုကိုလည်းပဲအပြည့်တိုင်းမရောက်ဘူးပေါ့နော်အပြည့်တိုင်းမအောင်မြင် ခိုင်မာတဲ့အောင်မြင်မှုမဖြစ်ဘူးစိတ်ချရုံလိုမရကိုယ်ရအနေဖြစ်တာလားတော့မဟုတ်မိသားစုတွေနေဆရာပတ်ဝန်းကျင်တွေကိုကြောင့်တိတ်ခါတွေပါလေကြားပြီးတော့နော် ထိခိုက်နစ်နာရတဲ့အနေအထားမျိုးတွေဖြစ်လာတာ။ဒါရီယာမကောင်းမှုပေါ့။ဒါကြောင့်မို့တကယ်အောင်မြင်တဲ့လူငယ်တွေဟာအစစ်အမှန်နိမ့်မှန်လမ်းကျစူးစမ်းအထောက်ပြတဲ့အောင်မြင်နိုင်အောင်စူးစမ်းကြပါလို့ဦးဇင်းနဲ့အာဘေးလိုက်တော့ပါတယ်။